င်္ဂလာပါကျွန်တော်တော့ဂျူနီယာဖြစ်ပါတယ်အမေမာ defect channel နဲ့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့တော့ bitcoin မှာရင်းနှီးမြှုပ်နှံတက်လာဆိုတဲ့အချက်နဲ့ bitcoin ကိုစတင်ချင်သူပြအတွက် champion ချက်အကြောင်းအရာတွေကိုသက်ပေးမှာဖြစ်ပါတယ် bitcoin နဲ့ ethereum မှာဘယ်ဟာကရရှိတဲ့ပူကောင်းလဲ2025ရော 2026မှာဘယ်ဟာကပုံမြင့်ဆွေးရဖို့ခွင့်လန်းညာလဲဆိုတာကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ဒါဆိုဆရရဒီနေ့ခက်ပါဝကျူးဆိုင်ရလလမှုကိုလိုချင်တဲ့အတိုင်း cryptocurrency ကြောင်းကြောက်ပြကြပါပါ။အထူးသဖြင့် Bitcoin ဟာ crypto လောကရဲ့ဘေးရင်လိုခုနောက်ပိုင်းသင်စားခံရပါတယ်။ဒါပေမဲ့စတဲ့သူတွေကတော့ Bitcoin ဟာရည်ရွယ်ချက်နဲ့ဖို့ဆုံးဖြတ်ရတာခက်ခဲနိုင်ပါတယ်။ဒီဗီဒီယိုမှာ Bitcoin ရဲ့အသက်ချက်တွေ အားနည်းချက်တွေနဲ့2025ရော2026မှာဘာကိုဦးစားပေးတဲ့လဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဘစ်ကွိုင်းဆိုတာပါလေ။ဘစ်ကွိုင်းဆိုတာအထောက်9ခုနဲ့မှာစတိုရှိနာကာမိုတိုလို့ဆိုလိုတာဖြန့်ခဲ့တဲ့ဒီဂျစ်တယ်ငွေကြေးတမျိုးပါ။ဘန်တွေဆိုရတွေထိကျမှုမရှိပဲဘလော့ချိန်လေးပြန်တဲ့လက်ပတ်ပါလေ။ဘစ်ကွိုင်းရဲ့အကြီးမားဆုံးအားသာချက်ကတော့ဘောချုပ်ကမှုမရှိတာနဲ့ကမ္ဘာတဝန်းငွေလွှဲပြောင်းမှုလွယ်ကူတာက အသက်ကျပါဒါပေမဲ့ဘစ်ကွာရဲ့အစင်းတော့ကအသက်ကျမတည်ငြိမ်မှုကြီးဆိုတာကိုမမေ့ပါနဲ့ဥပမာနောက်တစ်ခုနဲ့ပါဘစ်ကွာရဲ့အစင်းတော့ကဒေါ်လာ6900အထိတက်သွားပြီးနောက်ပိုင်းဒေါ်လာ3000အောက်ထိကျသခဲ့ပါတယ်ဒါကြောင့်ခုမှဆက်တဲ့သူတွေအတွက်စွန့်စားမှုကိုနားလည်လက်ခံထားဖို့လိုပါတယ်ဒါပေမဲ့ဘစ်ကွာဟာရေရှည်အတွက်10နှစ်ဒါမှမဟုတ်ပိုကြတဲ့အချိန်ရင်းနှီးမြှုပ်နှံမှုအတွက်အလွန်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေကယူဆကြပါတယ်။ဘာကြောင့်လဲဆိုတော့ Bitcoin ရဲ့ထပ်ပတ်မှုက20တန်းရှိပြီးပြီးပမာဏကိုမပြောင်းလဲနိုင်လို့ပါ။ဒါကြောင့်ယူရှိမှာတန်ဖိုးတက်လာနိုင်တဲ့လားလားပုံများပါတယ်။ဒါပေမဲ့2025ရော2026မှာ Bitcoin ထက် Ethereum ကဘာကြောင့်ပိုလာလာပိုကောင်းလဲ2025ရော2026မှာရှင်းနေမှုနဲ့မှုအတွက်စဉ်းစားတဲ့အခါ Ethereum က Bitcoin ထက်ပိုလာလာကောင်းတယ်လို့ ွန်ကျင်းတို့တချို့ကယူဆထားပါတယ်။ Ethereum ရဲ့ဟာ smart contract တွေပြန်ကိုအခြေခံထားပြီး DeFi နဲ့ NFT လို nebe တွေမှာအဓိကကဏ္ဍအနေနဲ့ပါဝင်နေပါတယ်။2025ရော2026မှာ Ethereum ရဲ့ဈေးနှုန်းဟာ3ဇာတိတက်လာနိုင်လို့ခန့်မှန်းထားကြပါတယ်။ဘာကြောင့်လဲဆိုတော့ Ethereum ရဲ့ဟာဒီပညာပိုင်းမှာစတဲ့တူထွေမှုတွေဆက်လက်လှုပ်ဆောင်နေပြီးသူရဲ့ network ကိုပုံပုံမြန်ဆန်တက်တာတဲ့ မပေးငွေမှုတွေအတွက်စိတ်မတင်နေလို့ပါဒါပေမဲ့ Bitcoin ကိုလည်းလုံးဝလူမရှုတင်ပါဘူး Bitcoin ဟာရရှိအတွက်သင်ငင်တဲ့ဒီနေ့မနက်မှတစ်ခုအဖြစ်ရှိနေသေးပါ Crypto လောကနဲ့စတဲ့ဝင်ရောက်မှာဆိုရင်ဒီကြံပြုချက်တွေကိုမှတ်ထားပေးပါသူတည်တနာလုပ်ပါ Bitcoin နဲ့ Ethereum အကြောင်းအသေးစိတ်လေ့လာပါ Blockchain နဲ့ပညာနဲ့ Crypto ရဲ့အခြေခံသဘောတရားတွေကိုနားလည်ထားဖို့လိုပါတယ်ဒီ social နိုင်တဲ့ဗမာနာထဲမှာဒါရှင်းနေမြင့်တယ်ပါ ခရစ်ပတိုကဒီကမတည်ငြိမ်တာကြောင့်သင်ဆုံးရှုံးခံနိုင်တဲ့ငွေပမာဏကိုလားထည့်ပါယူစစ်ချရတဲ့ platform ကိုယူချပါ MetaMask လို့နာမည်ကြီး platform တွေကိုသုံးပါရေရှည်စဉ်းစားပါ Bitcoin မှာယနေ့မြန်မှုဆိုရင်10နှစ်ဒါမှမဟုတ်ပိုကြတဲ့အချိန်တွေစဉ်းစားပါ YouTube မှာအသက်ကြတွေကိုစိတ်ချမခံနိုင်ဘူးယနေ့မြန်မှုကိုကွဲပြတ်အောင်လုပ်ပါ Bitcoin တစ်ခုတည်းပါအားလုံးကိုမထည့်ပါနဲ့ဒါရီရလို့တခြား coin တွေကိုလည်းထည့်သွင်းစဉ်းစားပါလို့ ကြပေးခြင်းပါလေ Bitcoin ဟာရရှိအတွက်ဒီငိမ့်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး Ethereum ကတော့2015ရော2016မှာပုံပုံမြင့်တက်လာနိုင်တဲ့အလားအလာရှိပါတယ်ဒါပေမဲ့ Crypto Stake က risk များရဲဆိုတာမမေ့ပါနဲ့တင်းတင်းကြပ်ကြပ်လက်ဆက်ဆက်မှုကိုလုပ်ပြီးစမတ်ကြကြရင်းနှီးမြှုပ်နှံပါလို့ပြောပြရစေဒီဗီဒီယိုကိုကြိုက်တဲ့ဆိုရင် like လုပ်ပေးပါနောက်ထပ် Crypto ကြောင့်တွေကိုသိကြည့်ရင် comment မှာ ရေးပေးထားပါကျွန်တော်တို့ရဲ့နောက်ဗီဒီယိုတွေကိုလည်းလုံမခံဖို့ အမှန်အတိုင်း channel ကို subscribe လုပ်ပြီး notification bell ကိုမနာဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်